အားလုံးပဲမင်္ဂလာပါခင်ဗျာ။ The Morning Show News ကပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုတင်ပြပေးမှာကတော့တချိန်ကပညာတတ်မရှိလို့မြန်မာနိုင်ငံကပညာရှင်တွေကိုငှားယမ်းခဲ့ရတဲ့မလေးရှားနိုင်ငံကရင်ပြည်နယ်ကကြားဖြတ်လုပ်ငန်းတွေမှာ KNU ကဘာကြောင့်အတန်မထွက်တာလဲ။တရုတ်ဂျပန်တင်းမာမှုကနေအခြေခံဥပဒေပြင်ပြီးစစ်လက်နက်တွေထုတ်လုပ်ခြင်းနဲ့ဂျပန်စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့ OZ ကကိုစီဝါရဲ့တုံ့တက်ပြောကြားချက်ကိုပြန်လည်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ င်္ဂလာပါ။အဲဒီ background noise ရအများများလုံးပါဘူး။ဘာတချက်က noise cancelling ရှိရမှာဖြစ်ဖြစ်ခင်ဗျာ။ဘာလို့လဲ။ကိုယ်ဝင်လို့တက်လို့လား။ไลท์ดีเลย์ทูบีออสตั๊กขึ้นมาอันนี้เนี่ย ီညဂျကာတာကိုဖြစ်ပေါ်မှာဖြစ်ပါတယ်။ဂျကာတာနေပြီးတော့မှဟိုစာဖြစ်နေကြမှာပါ။ဆိုတော့ဒီနေရဒီလိုအနေထားရှိပါတယ်။ဒီကားတော့ရှိပါတယ်ဆိုတော့ပူရင်းငင်းရုံကနေတော့ ဒီဒီမှာ80ဆောက်တုန်းကအဖိုးကလည်းဒီမှာကရုဖိုးလည်းဒီမှာဥစားလုပ်တယ်။ဖို့ကက်ပတိန်အမလီလုပ်တယ်။ဥစားဒီမလေးရှားမလေးရှားရှစ်ပင်းမှာဒီဖို့ကလိုက်မှာဖို့ကက်ပတိန်လုပ်တယ်။နောက်ထရင်ဒါနီမှာဟာဗာမတ်စတာလုပ်တယ်။မြန်မာပြည်ဗမာပြည်ကဗမာပြည်ကဥစားပဲဝန်ထမ်းမယ်။မြန်မာပြည်ကအဲ့ခေတ်တုန်းကမြန်မာပြည်ကဝန်ထမ်းနေရဘလောက်အကြီးအကျယ်ပြွားလဲဆိုနိုင်ငံသားအောင်ပြန်လာတယ်။ ဆိုတော့မလေးရှားကို 70s 80s လောက်တုန်းကမလေးရှားမှာမဟာဗီမိုဟာမက်ဆိုတာဒေါက်တာမဟာဗီမိုဟာမက်ဆိုတာရှိရတယ်ခုတော့အသက်တရာကျော်သွားပြီတလောအမှသိမကြဘူးပြီးခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်ကမှ retire လုပ်သွားတယ်ဆိုတော့သူကဘာလုပ်လဲဆိုတော့သူတို့တိုင်းပြည်မှာ not enough western educated ဥစား population မရှိဘူးเนาะ educated population မရှိတဲ့အခါကျတော့သူတို့ ဒီနိုင်ငံဟိုစာဥရောပတိုက်သားတွေတဲ့သူတို့မငားနိုင်မငားနိုင်တော့အဲ့လိုမြန်မာပြည်တို့ဘင်္ဂလားဒေ့ရှ်တို့ဒီအိန္ဒိယတို့အဲ့ရ Western educated အဲ့နိုင်ငံပညာတက်တဲ့ပညာဟိုစာတက်သည့်နားလေတဲ့ဟိုစာအသိပညာရှင်တက်ပညာရှင်တွေကိုသူတို့ငားတော့ဗောနော်ငားပြီးတော့ဒီတိုင်းမျိုးဝင်ပြောင်းတို့လို့လောက်တော့ အဲ့တော့ကျွန်တော်အဖေလည်းဒီမှာပဲအဲဒီကမလေးရှား MSC Malaysia Shipping um uh, engineering ဆိုရှိရဲ့ MSC ဆိုတာဒီက Malaysia government ရဲ့ corporation ပဲတမောဆောက်တာအဲ့ဒီမှာသူလုပ်တယ်အဖိုးကကြတော့ Harbor Master လုပ်တယ်အ Port Captain လုပ်တယ် Marine Surveyor လုပ်တယ်နောက်ပြီးတော့အမေဘက်ကဦးလေးကြတော့ဆရာဝန်ဆရာဝန်တွေလည်းဗမာပြည်ကနေဗီဒီယိုခေါ်ပြီးတော့သုံးတယ် အဲတော့ဆရာဝန်တော်တော်များများအယောက်30လောက်ရှိတယ်။ပေါ်ပြီးတော့ဒီကဒီကမလေးရှားမှာရှိတဲ့ဟိုဆိုဆေးရုံနေမှာခေါ်ခန့်တာပေါ့နော်။ဆိုတော့ဆိုတော့သူဟိုဥရောပတိုက်သားတွေကိုဟိုပေးရတော့လောက်တော့ဒီပေးရဘူးပေါ့နော်မြန်မာပြည်က။အဲ့ဒီကလေးကမြန်မာပြည်ကမြန်မာပြည်ကပညာတတ်ပညာရှင်ပညာတွေပေါ်တာ။အဲ 70s late 70s early 80s ဟုတ်တော့ နော်ကျွန်တော်ဦးလေးလေးဆိုရင်ဆရာဝန်ဒီမှာလုတ်သွားတာ၄၅၆နှစ်မနှစ်လည်းတော့မသိဘူးတော်တော်ကြာတယ်လုတ်သွားတာလုတ်သွားပြီးတော့သူကဆေးရုံမှာလည်းဆေးကုရတယ်အဲအားရက်တွေရှိတယ်တချို့အလှည့်ကြပါဗျာတလမှာ၄၅၆ချိန်တော့ဒီဒီကဒီက medical college မှာဒီကဆေးကျောင်းမှာစာလဲပြန်ပြအဲတယောက်စာနှစ်ယောက်စာမဟုတ်ဘူးနော် သမားပြရလာတဲ့ဆရာဝန်အယောက်30 40အကုန်လုံးကအဲ့ဒီအတိုင်းပဲစာလဲပြရတယ်စီလဲကူပါအဲသူတို့ကျတော့ပြီးနိုင်မှာပြီးနိုင်မှာတာဝန်ကျတယ်ဆိုတော့အဲ့လိုအနေအထားရှိပါတယ်နော်မြမာပြည်လဲလိုက်လို့ရှိရင်10နှစ်15နှစ်ပါပဲနော်မြန်မာပြည်ရဲ့ economy အများကြီးပိုကြီးပါတယ်မလေးရှားတဲ့ဆိုင်ပြည်ညာတက်လည်းအများကြီးပိုများပါတယ်เนาะဟိုအင်ဇာတာတွေလည်းအများကြီးပိုများပါတယ်เนาะ ကအချိန်လေးလိုက်လို့ရပါတယ်။လောက်ကြီးဘူးစာမဖြစ်ပါဘူး။နော်။အဲ့လောက်ကြီးစိတ်ပူကြမလိုပါဘူး။ policy ကောင်းကောင်းနဲ့နော်။တကယ်ဘူးစာ government ဟိုလုတ်စီခြင်းနဲ့လုတ်ခြင်းနဲ့ဆန္ဒရှိတဲ့ government တက်ဖို့ပဲလိုပါတယ်။နော်။ဒီတော့အဲ့ government ကိုလည်းလိုက်ရောက်ရှက်မပေးမပေးမဲ့အခြေအနေအနေထားမျိုးမှာရှိရဆိုလို့ရှိရင်တော့တကယ်တမ်းလိုက်မယ်ဆိုလို့ရှိရင်ဘူးစာလောက်တိုက်လို့ရပါလား။ ဟိုဥစား10 10နှစ်လောက်နဲ့လိုက်လို့ရပါဆယ်10နှစ်လောက်နဲ့လိုက်လို့ရပါတယ် Okay It's okay no worries it's a yeah yeah 10နှစ်လောက်နဲ့လိုက်လို့ရပါတယ်10နှစ်15နှစ်လောက်နဲ့လိုက်လို့ရပါเนาะအဲ့လိုအနေထားရှိပါပဲ policy ကောင်းမှုရယ် government ကောင်းမှုရယ်နောက်ပြီး government ကိုနောက်ကနေပြီးတော့အခက်အခဲလိုက်ပြီးမဲ့အဲ့နောက်ရှေ့လိုက်ပြီးမဲ့အခွဲအခွဲရောနေဖို့ပဲပေါ့ဗျာเนาะ အတူတူပေါင်းလုပ်ကြရင်ကောင်းကောင်းကောင်းရံကောင်းမျိုးဖြစ်မှာပေါ့ဗျာဒါပါပဲအတူတူပေါင်းလုပ်ဖို့ပါပဲနော်အတူတူပေါင်းလုပ်ဖို့ပါပဲဟိုဘယ်စနစ်ကမှကောင်းနေကိုစနစ်ကကောင်းနေဒီစနစ်ကကောင်းနေပြောစားလို့ရှိရင်အတူတူပေါင်းလုပ်ပေါင်းလုပ်ကြပါဦးလားဟုတ်တယ်ပေါင်းလုပ်ကြပါကိုရီးယားကနိုင်ငံသားမှနေတော့ကောင်းတာပဲကြားစင်ပါတယ်ကောင်းတာလေးပဲမြင်နေပါတယ်နော်ဒီလိုတိုင်းပြည်တွေမှာသူကသူတိုးတက်နေတယ်အရှင်ပြည်ကအရံကလေးဖြစ်စေချင်ပါဘူးနော်ဟိုအစား အဲပြဿနာတွေကမဆန်တာတကူကြီးတကူကြားနေရတာစိတ်လည်းမကောင်းဘူးလို့ပဲနော်အဲအဲ့လိုမျိုးရှိပါတယ်နော်တကယ်တမ်းလိုက်မယ်ဆိုကမှပြည့်25နှစ်ပါတယ်နော်25နှစ်ပါနိုင်ငံရေးကိုတည်ငြိမ်အောင်လုပ်လိုက်လို့ရှိရင်ဘယ်ဖွဲ့စည်းရပဲအုပ်ချုပ်ခြင်းအုပ်ချုပ်ခြင်းမှာဒါပေမဲ့တကယ်တမ်းကြာစည်နာပါပြီးတကယ်လုပ်လို့ရှိရင်တကယ်အဆင်ပြေပါတယ်နော်ကမ္ဘာတွေကအများကြီးလည်းပူချမ်းသာပါတယ်တိုင်းပြည်ရင်းအားဖြင့်ရောလူတူတူတယောက်ချင်းအားဖြင့်ရောနော်ဟိုပညာတတ်တာချင်းရော နော်အများကြီးပူပါပါလေဒီတိုင်းကြီးတွေနော်လူတွေကဆော့ပေါ်တွေလူတွေကဆော့ပေါ်တွေဖြစ်နေတယ်ခပေါ်ပေါ်တွေညာလို့လည်းကြောင့်ဟိုကဆန္ဒတွေရှိရန်ရန်အောင်ဥစ္စာဖြစ်နေလို့နော်ခုဆန္ဒတွေအရန်အောင်မိမိဆန္ဒတူတူရောက်ချင်းကောင်းကျိုးအတွက်ကိုရှိကိုရှိတိုင်းရန်တင်နေလို့ပါနောက်တစ်ခုကအတူတူတွဲလို့မလုပ်လို့ဟိုဒီလက်ဝဲတုံကားကိုပဲထပ်ပြီးတော့ blame လောက်အောင်ပါသူဒီတယောက်ကောင်းမှုရောက်မှုသူတယောက်မှာ ပြင်းပြကစားဆိုပြီးတော့ဓမ္မတာတီးဆိုပြီးတော့ရှောက်ပြောသွားတဲ့ကောင်။နော်လောက်ရဲ့တုံညာကကိုယ်ကသိဆောင်နေကြတာဘာလို့ဘယ်လိုမှမသိဘူး။အဲ့တော့အမှန်တော့ဝါစီဝေစားပဲဆိုချစ်လိခစ်တကူလုံးမှာဝါစီဝေစားလောက်လာကြတာအေးဆေးတဲ့လူဒါမျိုးလူလမ်းနဲ့ပြန်သွားအောင်အာနာလည်းအဲ့လိုပဲဖွဲဝေယူကြပြီးတော့သူ့ခွင်ကိုယ်ခွင်မော်ဟုတ်တယ်မလားသူ့ခွင်ကိုယ်ခွင်မော်ရင်ကျေးမှုတရက်ကိုတိဆောက်ရမယ်လေ ဟုတ်တယ် power sharing ကို culture ပေါ့နော်ယဉ်ကျေးမှုတည့်ရက်ကိုပြီးဆောင်ရမှာဖြစ်ပါတယ်နောက်ပြီးတော့အခုပေါင်းလို့ပြီးတော့မှာနော်ဒီလိုပေါင်းလို့ပြီးတော့မှာအားလုံးဘာမှအဲ့လောက်ကြီးအခက်ခဲပါဘူးခက်ခဲနေတာတကူမှမရှိဘူးနော်ဒီနေ့တိုင်းပြည်တွေဘာမှမထွက်ဘူးစားအုံးဒီလောက်ထွက်တာဒီတိုင်းပြည်တွေပါတယ်ရွှေလည်းမထွက်ဘူးနော်ကြောက်လည်းမထွက်ဘူးအဲ့လိုမျိုးကက်စီလည်းမထွက်ကက်စီရောထွက်တယ်ဒီအဲ့လိုမျိုးရှိပါတယ် မကြပါဘူးเนาะအခုဒီတိုင်းမီတွေရောက်ဆိုဟိုဘုတ်ကစ်ဘင်တိုင်းလို့ပြောချောက်သွားလေတော့ပမာလုပ်သားတွေစပွဲထိုးနေတာတွေ့ရစိတ်မပါဘူးအဲဒါကြောင့်ကိုယ်ရေ80ဆောက်တုန်းကပမာအဒီလိုလာတာတခင်အနေနဲ့လာတာညမှာကိုယ်ပညာတတ်အနေနဲ့အောက်ကမလေးတွေကပမာလုပ်တာလိုက်လို့ပါအခုလာတဲ့အခါကျတော့ဗမာရဲ့ဇပွဲလူတွေဖြစ်ပါတယ်ဖြစ်အလူမျိုးတွေဖြစ်တယ်ဆိုတော့အဲ့ဒီအနေထားတွေရောက်နေတဲ့စိတ်တော်မကောင်းဘူးမနေ့တိုင်းပြောတာ နော်ဆိုတော့ပမာရင်လားဆိုတော့မဟုတ်ပါဘူး Bangla Desh လေအဲ့လိုပါပဲသူတို့တိုင်းပြည်ကအာ populated education အာ over populated အာပညာတတ် population အများကြီးရှိပါတယ်နော်အဲ့လိုအနေထားရှိပါတယ်ဆိုတော့ပမာပြည်ကိုအခုခုတော့လုံးဝရတော့မှာပေါ့နော်ဒီ election ပြီးသွားရဆိုလို့ရှိရင်ဘယ်လိုနဲ့ဘယ်လိုနဲ့ပါဝါတွေခွဲဝေယူကြပြီးတော့တန်းနိုင်တဲ့လောက်တော့ဒါဘယ်လိုပေါ့လဲ ချမ်းနိုင်တော့မကြိုက်ကြနဲ့လို့ဗျာဒါပါပဲဟုတ်တယ်မလားစစ်တပ်ကဝင်ပြီးချိန်လိုက်မှာပေါ့ဒါပါပဲသူကတော့သူ့အလုပ်သူ့လုပ်ပါပဲစစ်တပ်ကတော့နော်မျိုးရိုးဖြစ်လို့မတည်ငြိမ်ရင်သူကဝင်ထိတ်မှာပဲအာဟာသိမ်းမှာပဲ constitution မှာထပ်မှာထည့်ရေးထားတာပဲနော်ဆိုတော့ democracy အလောက်ကြီးရေးကြီးလာဒါမှမဟုတ်တိုင်းပြည်တိုးတက်ဖို့ဖွံ့ဖြိုးဖို့ကပိုရေးကြီးလာနော် a peace and stability ကပိုရေးကြီးလာပေါ့ဗျာ တိုင်းလီတိုတက်ကိုဖွံ့ဖြိုးဖို့ဆိုတာ peace and stability ရအဓိကလေကြာเนาะအဲ့ဒါ foundation တွေဟုတ်တယ်မလားအဲ့ဒါ foundation ဆိုတော့အဲ့ဒါအဓိကကြာတာပေါ့ကျွန်တော်မြင်ပါတော့เนาะဒီ election တွေရှိတယ်ပါတယ်ဆိုတော့ account တော့ election ရှိတယ်ဆိုပြီးရကိုရွေးချယ်လို့ရပါဘူးလေเนาะကိုအမေစုပြန်ထွက်လာမှပဲဘာဖြစ်တယ်ညာဖြစ်တယ်ဆိုရင်တော့အဲ့ဒါဆိုတော့ဆောင်းအမေစုပြန်ထွက်ချင်ပါလို့ထွက်မယ်เนาะကိနန်းလူမျိုးဟိုစားပါတယ်ဒီမှာဆိုပြီးတော့တွန်းလိုက်ပေါ့ ပြီးတော့မှမှားတာပေါ့သူအသက်အရွယ်နဲ့သူပြန်လွတ်လာတယ်ပဲထားဟုတ်နော်သူ service life ကအကုန်သွားပြီသူဆိုလို့လားသူလိုမျိုးလဲထပ်ပြီးတော့ popular ဖြစ်တဲ့ leader မျိုးပေါ်လာမှာမဟုတ်ဘူး politician ကိုပေါ်လာစရာအကြောင်းမရှိဘူး။ကိုကသူ့ကိုကြိုက်လို့ပြောနေမှာမဟုတ်ဘူး။ကိုကလုံးဝမကြိုက်ဘူး။ဒါနဲ့သူ့ရဲ့ popularity ကိုတော့ recognize လုပ်ရမယ်။အဲ့ဒါတော့အတိအမှတ်ကြီးပါ။ဟမ်။အဲ့ပေါ်လာဖို့အကြောင်းမရှိဘူး။ အဲ့လိုမျိုးမွေးထုတ်ပေးနိုင်တဲ့အခင်းအကျင်းလည်းမရှိနေဘူးမရှိဘူးတော့အားလုံးပေါင်းပြီးတော့ဝါစီဝေစားလိုက်လို့အားဝါပါပဥစ္စာပါဝါနော်ပါဝါအာနာဝါစီဝေစားလိုက်လိုက်လို့ရှိရင်ဒါဆင်းပြေပါတယ်ဒီတိုင်းပြည်တွေအများကြီးတာလုံးတော့နောက်ထပ်70နှစ်55နှစ်ပါပဲနော်ဒီဒီပြည့်စစ်တွေမရှိတော့ဘူးနော်နိုင်ငံရေးပဋိပက္ခတွေတည်ငြိမ်သွားမယ်ဆိုလို့ရှိရင်ဒါပြီးသွားပြီလေဒါကမာပြည့်အဓိကပြဿနာအဲ့ဒါတွေ ဟုတ်ဟုတ်ကိုယ်တခင်တခင်ပြန်လုပ်လို့ရတာနော်အဲအဲ့လိုပါပဲနော်အဲအဲ့ဒီလက်ဝဲတုံ့ရအောင်လို့လက်ဝဲတုံ့ရအောင်လို့အဲကွာလုံးဝကြည့်လို့မရဘူးအဲဗမာရဲ့ psyche ဝတ်ဗမာရဲ့ mentality တွေကိုရိုက်သွင်းပြီးတော့မိမိကောင်းကျိုးအတွက်ကဘာသူတယောက်နာပျက်စီးပေးရတယ်ဆိုတော့ဓမ္မတာဆိုတာကဘာဝ အတယောက်ဖြစ်တဲ့သဘောမျိုးပုံစံမျိုးနဲ့သင်သင်ကြားပို့ချသွားတဲ့ပညာရှင်ဆိုတော့ပညာရှိဆိုတော့ကိုကလုံးဝမကြိုက်ဘူးမနေ့တိုင်းပြောအဲ့လိုမဟုတ်ဘူးတကယ်တော့ win win ဆိုတာရှိပါတယ်နော် win win ဆိုတာရှိပါတယ်သူလည်းကောင်းသူလည်းကောင်းပေါ့နော်တူတူပြီးသွားကြတာကိုကြောက်လာမယ်တူတူပြီးသွားကြတယ်ดูดูปีเนี่ยกางซုံးมั้ยဆိုတာရှိမဟုတ်ရင်အဲဒါသူလည်းမကောင်းကိုလည်းမကောင်းအဲ့ဒါမျိုးဖြစ်သွားမှာဆိုတော့ နော်နိုင်ငံရေးမှာနိုင်ငံရေးမှာဘာဖြစ်ရမလဲဆိုကိုစီဝါကြီးကိုလာမင်းအတူတူအတူတူပြီးသွားကြတာအကောင်းဆုံးပါနော်နော်စစ်တပ်ကလည်းစစ်တပ်လျောက်ပေါ့ကြာနော်နိုင်ငံရေးသမားတွေကနိုင်ငံရေးသမားတွေလျောက်အကုန်သူတို့ပြီးသွားမှာပဲသူတို့ကပြောသွားမှာပြောသွားတော့တာမန်လူတွေကိုတို့လိုခင်ဗျားတို့လိုကျွန်တော်တို့တာမန်လူတွေကအေးစေးစေးနေရမှာမဟုတ်ဘူးသူတို့မပြီးမချင်းကိုရီးယားမအေးစေးစေးမနေရအောင်အဲ့မြန်မြန်ပြီးသွားကြပါသေးတယ်ပေါ့နော် အဲ့လိုပဲစူတောင်းပေးပါတယ်။ဒီကနေအလိုဝေးရနေလမ်းပြီးတော့เนาะဆိုတော့အဲ့ဒါပါပဲ။ဒါကတခါနာဝယ်ပဲเนาะဒီမှာတိုင်းမျိုးကြည့်ပြီးတော့ဒီနေ့ဒီမှာဒီနေ့ပတ်သက်ပြီးတော့ဥစ္စာပေါ့။ဒါတခါနာပေါ့။ဒီတိုင်းကြီးဆိုတော့တိုးတက်နေတယ်။အဒီမြန်နေဒီမြန်နေစဉ်တက်နေတာနဲ့ဗစကားချနေတာပဲ7မိနစ်9မိနစ်7မိနစ်9မိနစ်တခါလောက်စဉ်တက်နေတာဒီတိုင်းဒီအဲ့လိုအနေထားမှရှိပါဘူး ။ဒီများကြီးစင်တဲ့စင်စင်မစင်အောင်ပြန်ဖို့ဒီမှာလေးများစီးရတဲ့ဗစကားစီးတဲ့လူမျိုးဖြစ်နေတယ်။အဲ့ဘမဘီမှာ YBS ဆိုတာကိုစီးရအဲ့လိုဖြစ်နေတယ်။အဲ့ဒီအနေထားရှိနေပါတယ်ဒီမှာတိုင်းကြီးတွေ။ဘာမှလည်းမသူတိုင်းကြီးတွေအများကြီးနေတဲ့တိုင်းကြီးတကယ်တမ်းပြောရလို့ရှိရင်နော်အချိန်တစ်ခါတော့နော်ဆိုအရင်နေသားရှိပါတယ်เนาะပြီးခဲ့တဲ့တရက်အာမနေ့ကတနေ့ကပြောခဲ့တဲ့ ြားပြန်ကိစ္စလေးနည်းနည်းဆက်ချင်ပါတယ်ဇလန်လေးဘာလို့လဲဆိုတော့နည်းနည်းအချိန်ရနေလို့အချိန်ရနေလို့အားချောင်းတာပါဟုတ်အချိန်ရနေလို့အားချောင်းဂျာပြန်ကိစ္စကသူကဘာတွေးမိလဲဆိုတော့ဒီဒီဒီအဝရီမှာချိပြတယ်ကချိပြတော့ဟိုကောင်းနေကျော်ခါတို့ဟိုဆန်ရှိကိုတို့ဆန်ရှိကိုတို့နာမည်တော်မေ့နေတယ်သူကအဲအဲ့ဘေး အိယာဝရိယပဲဆန်ရှိကူရောတော်နာတောင်းရင်းကြီးတခြားမှာတဲ့နော်အဲမဲ့တခြားမှာတဲ့ဈာဖြန့်လုံးကအစောက်ဆုံးနေမတွေ့ကြမှာအဆုံးမဲ့ပေါ့အများကြီးပဲအများကြီးပဲဘယ်ကောင်လဲဒီတော့တန်းစားရောက်ချလာအဲတောင်းရင်းကြီးတခြားမှာပေါ့ဈာဖြန့်လုံးကနေမတွေ့ကြမှာအဆုံးမဲ့ရှိရဆိုတော့ တွေးမိတာပေါ့နော်တွေးမိရဲ့ဆိုတာဘာလဲဆိုတော့ဒီကရင်ပြည်နယ်ကိုထိ ंछ ုတ်ထားတာက BGF နဲ့ DKV နဲ့ဒီနှစ်ဖွဲ့ထဲမှာမဟုတ်တာဟမ် KNU ကြားတော့ဒီထိ ंछ ုတ်တာဟုတ်လားအဲ့နေရာတောင်းရင်မြစ်ကိုတောင်းရင်မြစ်ကိုထိ ंछ ုတ် KNU ကမထိ ंछ ုတ်တာဟုတ်ဆိုတော့လူကထိ ंछ ုတ်တာအဲ့နာတော့ဟိမှာပဲသူတို့တွေကုလုကွင်းနေကြပဲတာဟုတ်တယ်ဆိုတော့ဇော်ဇယ်မှာနာမည်မထွက်တာက KNU ကနာမည်မထွက်ဘူးဖြစ်နေတယ်နော်မှန်တယ်ကြားချက်လုပ်ငန်းတွေ KNG နေတယ်မှာလှုပ်ရှားနေတယ်နော်မှန်တယ်သို့တော့ KNU ကဘာမှမလုပ်ဘူးသား KNU မှာတာဝန်မရှိဘူးလားကားလိုက်တော့စောချစ်သူမှာတာဝန်ရှိတယ် DKB ရဲ့ source ID လို့ပါလို့အဲ့အဲ့ဘယ်ဒီမှာအကုန်တာဝန်ရှိတယ်ထားလိုက်တော့နော် KNU ကကောင်းဆောင်ပိုင်းနေမှာတာဝန်မရှိဘူးလားပေါ့သူ KNU ပြည်နယ်ထဲမှာလာပြီးလှုပ်ရှားနေတယ် ဆိုတော့မေးခွန်းထုတ်စရာတွေဖြစ်လာတော့ဘူးနော်ဆိုတော့ဟို PNU ကျတော့ဒီအနွေဦးဒေါ်လာရေးနဲ့အလိုင်းလောက်တာတော့ discount ပေးထားရလားဟို PNU ကျတော့အဓိကအဲ့ဆိုတော့ KNU leadership ကိုတော့ပြတော့ sanction လုပ်မှာပဲပေါ့နော်အဲ့ဒီအနေအထားတွေရှိတော့အဲ့အမျိုးကြီးကစဉ်းစားစရာတွေဖြစ်နေပါဘူးနော် ော့အဲ့အဲ့အဲ့လေးတခုတွေးမိလို့တော့နော်အာကိုချောမျိုးမင်းကြတော့ပြောရတာရှိတယ်ဗါလဲဆိုတော့ KMU leadership ပဲပါတယ်လို့ပြောတယ်နော်ပြောရဲဆိုတော့ဟုတ်ဟုတ်ဟုတ်များပါတယ်နော်ဟုတ်ကူများပါတယ်နော်အဲ့ဒီနေထားမှာရှိပါတယ်ဒီခုနကတရုတ်နှစ်ယောက်ရောက်လာလေရှင်းလေရှင်း airline launch ပါတရုတ်နှစ်ယောက်ကြောက်သွားကြောက်ဆက်ပြီးတော့ Yeah. Yeah. Coffee or tea slash shit ပဲရှောက်ပြီးတော့ဒီကနေ့ကြံရီလောက်တောက်ကြည့်ရကောင်းနေရအဲ့မျိုးပြောပြမဟိုသူနေရာနဲ့ပြီပြောတဲ့စကားမပြောဘူးတော့ဒါ business lounge မှာလာပြီးတော့ရှောက်ပြီးအခြေကြီးကိုပြောတူတွေ့တာပါနော်စကားဆိုတော့သူနေရာနဲ့သူပြောတာကောင်းပါတယ် အားလုံး comment ကြည့်ရစီပါဗျာเนาะကောင်းမကောင်းဆိုလို့ရှိရင်အပြင်မှာကိုယ်တောက်ရတောက်လို့ရတာတော့ခက်တော့ဟုတ်ကဲ့ဒီမှာသူတို့ဒီလောက်ပဲလုတ်တက်လို့ဒီလောက်ပဲလုတ်ပြီးတော့ဒါဒါပဲတက်နိုင်ရောဟုတ်တော့เนาะတော့အဲ့လိုမျိုးတွေရှိတယ်။အဲ့လိုနေသားတွေရှိတယ်။ဒီတရုတ်နဲ့တရုတ်နဲ့ဂျပန်နဲ့တန်ရှင်းရှိရဆိုရတဲ့အဲဒါ ဟိုဖတ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်အဓိကအဓိကဂျပန်သူ့ရဲ့ constitution ကိုပြင်နေတာပါเนาะအဓိကသူ့ constitution က1947တည်းက American ရေးပေးထားတဲ့ constitution ကအခုတစ်ခေတ်တခါမှမပြင်ဘူးသေးဘူးအဲ့ဒါကိုပြင်နေတာပါเนาะအဲ့ဒါကိုပြင်ရင်လို့ war retreat ပေါ့ကြာเนาะအဓိကအဲ့အာစစ်လမ်းတဲ့ဘောမျိုးလောက်တော့เนาะ တကယ်လားတကယ်တကယ်ဖြစ်လို့ရှိရင်လေတကယ်ဖြစ်လို့ရှိရင်နှစ်ဦးနှစ်ဖက်စလုံးနင်းတိကိနေနာမှာပါတိကိနေနာအဲတရုတ်ကိုအပိုင်းကျွေးလို့ရှိရင်တရုတ်လည်းခါမှာပါနော်ပြုတ်လည်းခါမှာပါအဲဂျပန်မှာနျူကလ িয়ার နျူကလ িয়ার ဝက်ပန်စ်မရှိတာမှန်ပေမဲ့လို့ US မှာဝေါ်ဟက်တရားအများကြီးပါနော်တောင်းတဲ့ခြေကြီးရှိပါတယ်တဘောမှာ US က ဆောမှာနျူကလ িয়ার ဝါဟက်အများဆုံးကတော့ဒီကရန်ကျတော့ရုရှားပါဒါပေမဲ့ဒါကအရရမှာဒီပွားလောက်ထားတာအများဆုံးကတော့ US ပါနော်ဒါကအရရမှာဟိုစားပါညာကပြင်ရုရှားပိုင်နဲ့နျူကလ িয়ার ဝါဟက်တွေကသူတို့ရဲ့နိုင်ငံတွင်းမှာပဲရှိတာများပါတယ်နော်ညာတော့ဖြင့် silo base တွေပါ submarine က launch ထုတ်တာတွေရှိပါတယ်ဆိုတော့လေ ဒါကအပြင်တကယ်နျူကလ িয়ার ဝေါ်ဟက်တွေအများဆုံးရှိတဲ့အတိုင်းကြီးကတော့ဒီကဘာအရရမှာ deploy လုပ်ထားတဲ့အတိုင်းကြီးကတော့ US ပါနော်ဂျပန်နဲ့တရုတ်နဲ့ညီမယ်ဆိုရင် US ပါလာမှာပါ South Korea ပါလာမှာပါနော် Philippines ပါလာမှာပါနော် Philippines နဲ့တရုတ်နဲ့ site site လုပ်မှာမဟုတ်ပါဘူး US နဲ့ပဲ site လုပ်မှာပါနော်အဲ့ဒီအနေအထားလေးမှာရှိပါတယ်ဆိုတော့ အပြိုင်နေတဲ့သဘောမှာရှိပါတယ် balance of power ပါ တကယ်တမ်းကျတော့လွန်ဆွဲနေတာပဲเนาะသူသူ counter balance ဖြစ်နေတာပဲเนาะဥစ္စာဒီယုတ်ကအဲ့မှာ TD နဲ့ dominant လောက်ထားတော့မဟုတ်ပါဘူးအဲ့အဲ့အနေထားမှာရှိပါတယ်เนาะဆိုတော့ဟိုဘယ်လိုခေါ်မလဲသူအဖြစ်ဂျပန်ဒုက္ခရောက်မယ်ဆိုတော့ဖြစ်နိုင်တယ်ဖြစ်နိုင်ပါ့ သူ့အတူရှိပါတယ်ဂျပန်မှာလည်းသူ့အတူရှိပါတယ်ဂျပန်အဲ့လိုမျိုးစစ်နှံ့ပြီးတော့သူ constitution ကိုပြင်မယ်ဗျာနောက်ပြီးစစ်လက်နက်တွေထုတ်မယ်ရောင်းမယ်နော်အဲအမေရိကစစ်လက်နက်တွေသူဝယ်မယ်သူကိုယ်တိုင်လက်ထုတ်မယ်နော်သူ့ရဲ့ industry တွေကို defense industry အနေနဲ့ပြောင်းမယ်လို့ပုံပတ်လုပ်လို့ရတာဟာဒီပုံပတ်လုပ်တာပေါ့နော်ဩစတြေးလျမှာလည်းတော်တော်များများထုတ်နေပြီ။ဩစတြေးလျ defense industry ကိုတကယ်မစ္စတာတွေထုတ်နေပြီ။အများကြီးထုတ်နေပြီ။ ပုဂ္ဂိုလ်လည်းလုပ်နေတယ်။နောက် submarine တွေလည်းပြလို့ကိုလုပ်ချီတယ်နော်။ဆိုတော့ဟိုဟို tension ကတော့နည်းနည်း rise ဖြစ်မှာပဲ။ဒါပေမဲ့နေချင်းညရင်ကြီးတတိယကမ္ဘာစစ်ကြီးဖြစ်မယ်ဆိုတော့ဖြစ်နိုင်တာပဲ။ဖြစ်ရင်ပုဂ္ဂတိပဲ process လုံးအကြီးကြီးမျက်နှာမှာဖြစ်ပါတယ်နော်။ကြီးကြီးမျက်နှာမှာဖြစ်ပါတယ်။ခုနောက်ခုနောက်ပိုင်းစစ်လက်နက်တွေကအတရားကြီးကို advance ဖြစ်နေတဲ့အတွက်ကြောင့်နော်။ဟိုနှုတ်ဦးနှစ်ဖက်ဆိုလို့ဒီကိန်းမျက်နှာမှာဖြစ်ပါတယ်နော်။ US လက်ခံရမှာပဲခံရမှာပဲအပြတ်သက်နိုင်တယ်ဆိုတော့မရှိတော့ပါဘူးနော်ပြုတ်လည်းခံရမှာပဲနော်တကယ်တော့အဲ့ဒီအဲ့ဒီ level ကဟုတ်ကဲ့ heavy weight တွေပေါ့ဗျာ heavy weight တွေထိုးရလို့ရှင်နောက်ောက်ပဲပေါ့နော်ကျွန်တော်တို့ကမြင်မှုလားဗမာပြည်ထဲမှာရှိတဲ့တပုံနဲ့စစ်တပ်နဲ့တိုက်တာလေးပဲမြင်မှုလားလေလက်နက်ငယ်လေးတွေနဲ့တိုက်နေကြတာတက်တက်တက်ပေါ့နော်အဲ့ဒါလေးတွေပဲမြင်မှုနေကြတာအဲ့ဒါမှဟိုက ဟောကလုံးလေးနှိမ့်လိုက်တာနဲ့ဒီဘက်ကတယောက်မှမပေးဘူးတော့ဘက်ကအကုန်တိုင်းတိုင်းမျိုးလုံးပေးသွားမယ်ဟာမျိုးလက်နဲ့လေးနဲ့ချမှာပြီပြန်မှာအဲ့ခါကျတော့ဟိုအားလုံးနင်းနာစရာကြီးဖြစ်မှာနော်ဘယ်သူမှမနိုင်ပါဘူးဖြစ်ဖြစ်လို့ရှိရင်နှစ်နှစ်ဦးနှစ်ပတ်စလုံးရှုံးမှာပေါ့နော်အဲ့ဒီအတွက်ကြောင့်သိတယ်မပူပါနဲ့နော်စစ်ဖြစ်နေတာဖြစ်ဖြစ်မနေဘောနော်စစ်ဖြစ်စစ်ဖြစ်လာရင်ကုန်တယ်မဟုတ် စစ်ဖြစ်လာဘာဖြစ်မလဲစစ်ဖြစ်လာဒီသူတို့ကဘာစစ်ကြီးဒီတစ်ခေါက်ဖြစ်ရင်မလို့လည်းနေမလဲဆိုဟိုကိုယ်ဖိုးတွေဖွားတွေခက်ကားလိုမျိုးပထမကဘာစစ်တွေဒုတိယကဘာစစ်တွေလို့ပြေးလို့ရမယ်ထင်လို့လားစစ်ပြေးကြမယ်ဆင်းရဲကြမယ်အကုန်ဘဝတွေပြတ်မယ်ဇက်တွေနာမယ်အဲ့လိုမဟုတ်ဘူးအခုတကယ်ကဘာစစ်ဖြစ်လို့ကဘာစစ်ကြီးဖြစ်ရင်အကုန်ပြေးမှာလို့နော်အကုန်ပြေးမှာလို့အဲ့တော့စစ်လက်ပြေးကိုအချိန်နဲ့ရမှာမဟုတ်ပါဘူးအဲ့တော့ ်ဘုံကိုခြင်းနေပါလေတူးမနေပါနဲ့အလကားပါเนาะဒီဒီမထူးပါဘူးเนาะဖြစ်မှာလည်းမဟုတ်ဘူးဖြစ်ရင်လည်းကုန်းပြီမှာတူးမမလုပ်ဘူးเนาะအဲ့ဒီနေတာမှရှိပါတယ်เนาะကဲဒီလောက်ပါပဲကျွန်တော်ပြောချင်တာတော့အားလုံးစားစားရအဆင်ပြေကြပါစေเนาะကြမ်းနဲ့ခဏအိတ်လိုက်အောင်အိတ်ပြီးတော့စကီးဆက်စကီးဆက်အောင်လုပ်လို့เนาะဒီလောက်ပါကျေးဇူးပါ နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာနောက် season မှာပြန်တွေ့ကြမယ်နော်